ွန့်ယုံကြအကုန်တတူးတွေထိုးပြီးဒီကိုလုံးဘာနေဘယ်နေရာတွေထိုးလို့ထိုးမှလည်းမသိဘူးထိုးပေါ့ညကျွန်တော်လည်းမထိုးဘူးမဟုတ်ဘူးကျွန်တော်ထိုးဘူးပါတယ်ကျွန်တော်ဒီဘက်မှာခြုံဆိုပြီးတော့ထိုးဘူးတယ်ကျွန်တော်အဲ့တုန်းကကျွန်တော်ငယ်တုန်းကကျွန်တော်လမ်းထဲမှာတောင်းကလာပါရှေ့ရက်ကွက်မှာခြုံဆိုတော့သဘောကျပြီသူ့နာမည်လေးကိုထိုးတာရည်စားကိုထိုးကျင်တော့ထိုးမှုတဲ့လူကိုမေးတော့ဘလောက်ပေးရလဲအလူဆုံးငါးမှုပေါ့ကွာတဲ့မင်းမနဲ့မိုးလင်းရင်တော့ရောင်နေတဲ့ ရောင်နေရောင်ရင်မင်းအုပ်စီလေးလိမ့်လိုက်ပေါ့ကွာပြောက်သွားပါလိမ့်မယ်အဲ့ဒီလိုစိတ်ကူးရင်အဲ့ဒီချိုညဘက်ကအဲ့ဒီချိုထိုးမဲမနဲ့မိုးလင်းရောင်ရင်အုပ်စီလေးလိမ့်မယ်စစ်ကြဲလေးဝစ်ပြီးတော့သူ့အိမ်ရှိမှလရက်လရက်သွားလုပ်သူကမတော်ရစမင်းမယ်ဟဲ့မြင့်အောင်နေပခုံးကောပါလဲနင်းနေမယ်ငါချိုးချစ်လို့ထိုးရတာဒါလို့ပြောရင်ခွင်ရတဲ့ဒီခွင်တိုင်းသချိုးတာမှန်းနေအဲ့ဒီမိုးပေါင်းဖရာရောက်တော့မှခွင်ဟပြက်တာ ျွန်တော်ကကမိုးကောင်းဖေးရောက်ကရန်ငင်းမှာရှိတယ်။ तू ကအော်တယ်အတူတရန်အော်တယ်ဒီအဲ့ဒီအတန်ကြီးကျန်းရင်ကျွန်တော်ကကြောက်ပြန်ဆုတ်ချင်နေပြီ။အဲ့ဒီတတူးစရာကလည်းကျွန်တော်နဲ့မှဇေဥပေါ့ကျွန်တော်လက်လွတ်မခံဘူး။ညီလေးလက်ထိုင်လေးရပါတယ်ဆရာကြီးရပါတယ်။လာပါညီလေး။သူကကျွန်တော်လက်လုပ်ကိုမခံဘူးသူ့သူ့ဆိုင်ရှိလာရတော့ကာကျွန်တော်တော့မထိုးဘူးကျွန်တော်မထူးတော့ဘူးကဲ အချစ်နဲ့ပတ်သက်ပြီးဒီနေရာမှာတော့ငါရင်းနှီးရပါပဲဆိုခါလက်မောင်းလေးကျွန်တော်လက်မောင်းသေးသေးလေးထိုးပြီးကျွန်တော်လက်မောင်းကို तू ကစောက်ထားတာမလွတ်တော့လွတ်သွားရင် तू ကျွန်တော်သဘောထားပြောင်းသွားရင် तू ဈေးဝန်ပေါက်ပါဆိုလို့ကျွန်တော်လွတ်ကိုမလွတ်တော့ကလည်းထိုးရဒီအာကမလို့နားလည်းနားကျွန်တော်နားတော့ယုံတာပေါ့ तू ကလည်းအတင်းကလည်းလက်ကြီးလက်မောင်းကြီးကင်ပြီးဆွတ်တို့ကျွန်တော်လည်းယုံသူလည်းအတင်းဆွတ်တို့ကျွန်တော်လည်းယုံသူလည်းဆွတ်တို့ရင်းနဲ့နောက်ဆုံးချိုကနေဂျိုးဖြစ်သွား ကျွန်တော်လူငယ်ဆိုတော့အော်တာပေါ့။ဟာဆရာကြီးပြန်ပြက်ပေးကကျွန်တော်ဘယ်လိုဂျိုကြီးဖြစ်သွားတာလဲ။မင်းပြက်ရင်ဒီတဲ့ပူဆူးမှာပေါ့။မင်းကငင်ငင်မနေဘူးယုံနေတာဟုတ်ပါ။ငါဘယ်လိုက်ထိုးမှာမသိ။အဲ့လိုနဲ့ဒီချုပ်ထိုးခိုင်းတာဂျိုဖြစ်သွားတယ်။နောက်နေ့ကျတော့ဒီအစီအစဉ်ပြက်သွားသူ့အိမ်ရှိတယ်သွားမပြရဲတော့။စွကျင်နေလည်းမပြဘူး။အဲ့ဒီနာလာကြီးကိုကြိတ်မိတ်ခံအုံးစီတွေလဲရင်ဒီဂျိုကဒီတိုင်းမငြေဘူး။မှွေသေးတယ်။အိမ်တော်ကြတော့မိမကဒီဂျိုဘာဂျိုလဲပေါ့။ ။သူကလည်းဓာဘူပဲလေ့လာတယ်ချက်တယ်ကျွန်တော်လည်းမသိ။ဒါဘာလဲပေါ့။ तू နောက်တော့မနေနိုင်တော့မေးပြီ။ယောက်ျားကပခုံးမော်ကဂျူကြီးကဘာရုံးဘယ်လိုကခင်နှခင်ပြက်လာလဲကလကကြီးညာအကုန်တက်တယ်။ကျော်ရင်ရှစ်လုံးလက်ကောင်းတယ်ဆိုပြီးထိုးထားတာအခုချိန်ဒီကျော်ရင်ရှစ်လုံးလက်ကောင်းလို့သူစိတ်ထဲမှာဒါပဲမှတ်သွားတယ်ကျွန်တော်လည်းအဲ့လိုကလင်ကြက်ကတက်တယ် ကျွန်တော်ပြောချင်တာကကိုယ်ကျွန်တော်ရုပ်ရှင်လောကဆိုတာကစံပြပဲဖြစ်ရမှာကျွန်တော်တို့ကလမ်းမကိုတွေ့ဝေအောင်လမ်းမရောက်အောင်ပို့နိုင်တဲ့ရုပ်ရှင်ဆိုတာလူလူလူလန်းစမ်းမှာစိတ်အဝင်နိုင်ဆုံးပဲပစ္စကရိယာတစ်ခုလူလူကြားလို့စိတ်ဝင်နိုင်ဆုံးဒီရုပ်ရှင်ရုပ်ရှင်လောကဆိုတာတစ်ခုအတိန်ဆောင်တစ်ခုဖြစ်လမ်းမကိုဖြစ်သွားနိုင်တယ်လမ်းမကိုအဲ့ဒီအတုယူသွားနိုင်တယ် အတူယူယူမယူယူကျွန်တော်တို့လူတွေရဲ့စိတ်ထားတွေကဒီနေ့အချိန်ကြီးကိုလှုပ်ချင်တာလှုပ်ပြီးတော့ကိုဖြစ်ချင်တာဖြစ်နေတဲ့လောကတရက်အဲ့တော့အဲ့ဒီမျိုးဆက်တဲ့ဆက်ကိုကျွန်တော်တို့ကအဲ့ဒီလိုဘလို့နှလုံးသားအနှတွေနဲ့ကျွန်တော်တို့ကထုံမှုန်းပြီးတော့မျိုးဆက်တဲ့ကိုဒီလိုလက်ဆောင်ပေးကြံမင်းပေးခဲ့ရမလဲ